ခုလက်ရှိတော့အခုတို့လူကြီးတို့မှာကိုကြည့်သူတို့လက်ရှိဒီမှာပဲရှိတယ်လို့အားတယ်။ဘာဖြစ်ဆိုတော့လူများအများစွာဟိုစပေါ့နော်။အဲကိုကြည့်သူလက်ပေးမောက်တာနဲ့ဟိုသဖန်းကြည့်ဖို့တာနဲ့အခုလက်ရှိကိုကြည့်သူဒီမှာပဲရှိတယ်လားတဲ့။ငါမှမဟုတ်ဖြတ်ပြီးသွားပြီလားတဲ့။ကျွန်တော်တို့အကြည့်ကဲရအာကျွန်တော်တို့အမြင်ပါပေါ့နော်။ကျွန်တော်အကြည့်ကဲရဒီ များတော့ဆွဆွဲချက်တွေကတော့အများကြီးရှိတာပေါ့ဗျာလက်ရှိကတော့မြေပြင်မှာကကျွန်တော်တို့ကဒီစကမ်မာလုပ်ငန်းမှာကိုယ်တိုင်ကိုကြပါဝင်ပတ်သက်ခြင်းလဲလုံးဝမရှိဘူးကျွန်တော်တို့ဒီဒေကြီးပေါ်မှာလာပြီးတော့မှဟလာအဆောက်ဦးဟိုစောက်တယ်အဆောက်ဦးစောက်တယ်ဒီအဆောက်ဦးပေါ်မှာဟိုတယ်စောက်တယ်ဒီဟိုတယ်ပေါ်မှာဟိုတယ်ထဲမှာဘာလုပ်နေလဲကျွန်တော်တို့မသိဘူးကျွန်တော်တို့တီးတီးအောင်လဲကျွန်တော်တို့လုပ်တဲ့အချိန်မှာလဲအခုလိုပူပေါင်းစောက်ရက်ပြီးဖန်ဆီးဖို့တွေရှိတယ် ကြည့်တဲ့အခါကျတော့ကျွန်တော်တို့ရဲ့အတိမှကျွန်တော်ကြီးကဲမှာဘာပြမှမရှိဘူး။ဘာပြမှမရှိတဲ့အတွက်လည်းခုနကဟိုပြေးဖို့ဘာဖို့လည်းမရှိဘူး။ तू तू လောက် तू လောက်နေတယ်။သူ့ရဲ့ဒေတာဖို့ဖို့ရေးအလုပ်တွေနဲ့အဲ तू မအားလက်ဘူး။အဲကျွန်တော်တို့ညွှန်ကြားစာရှိတာတွေကျွန်တော်တို့ဒီကြားဖြတ်တိုက်ဖြတ်ရေးကိုပြပြတသားဆောင်ရွက်ဖို့ညွှန်ကြားတယ်။အဲပြီးတော့လက်ရှိသူ့ဘာဒီလက်ရှိကျွန်တော်အကြီးကဲကသူ့အတူဒီလမ်းဖောက်တယ်။ဟုတ်လား။ဟိုဘာသာရေးအဆောက်အဦတွေစောက်တယ်။အဲ့ဒီဘက်တွေသွားပြီးတော့ကအကြည့်နေတာလည်းရှိတယ်။ကျွန်တော်ကြီးကဲပဲမပြေပါဘူး။ဟုတ်ကဲ့။ အခုလက်ရှိတော့ဟိုအစပေါ့အာပကယ်မှာမတိုက်ခိုက်ချက်ခင်တာဟိုအစပေါ့သူတို့အဲ့ဒီတရုတ်တေတို့ပါတော့အရင်ဆွေထားလို့ပါတော့ရှိတာမရှိပါဘူးမရှိဘူးဆိုအဲ့ဒီကိစ္စလည်းလည်းပြောချင်တယ်ကျွန်တော်တို့တရေမှာလည်းအများကြီးတွေ့နေရတာဒါကတော့ဟိုလူပေါင်းစုံပေါ့နော်လူပေါင်းစုံဒါရေးချင်ရရေးခွင့်ရှိပါတယ်ပြောချင်ရလည်းပြောခွင့်ရှိပါတယ်စွပ်စွဲချင်ရစွပ်စွဲခွင့်ရှိတယ်ဟောနော်လက်ရှိကကျွန်တော်တို့စီမှာခုနကကျွန်တော်အရင်တော့ကလည်းခဏခဏကျွန်တော်ပြောမှုတဲ့စကားရှိတယ်အဲ တတိယကကျွန်တော်စီမှာမနေပါဘူးเนาะတတိယတွေကဒီလိုနေရာတိတိလေးမှာဘာမှဇင်ခံစရာကောင်းကောင်းစရာလည်းမရှိတဲ့နေရာမှာမရှိပါဘူးသူတို့ကအာရှင်းရှင်းပြောရင်ကျွန်တော်လေ့လာတလောက်ဆိုရင်ဟဲ့လားလူကြီးလဲချမ်းသာတဲ့လူတွေကသူတို့လုံခြုံပြီးတော့မှဒီလောက်ပြဿနာတွေရှုပ်ထွေးနေနေရာမှာပဲတတိယမှလည်းမနေပါဘူးအဲဆိုလို့ရနောက်ပြီးတော့ဒီရေမြေပထဝီအနေထားရကြည့်မယ်ဆိုလို့ရှိရင်လည်းမကောင်းတာလုပ်တဲ့လူကတော့ပြေးလို့လွယ်တဲ့နေရာမှာပဲသူနေမှာပေါ့အဲ့တော့ဆိုလို့ညီငါက အဲကျွန်တော်တို့အစီအမအဲ့တတိနေနဲ့ပတ်သက်ပြီးရွှေ့ပြောင်းထားတာလုံးဝမရှိပါဘူးကျွန်တော်တို့ဒီကာလဒီမှာအာဒီသွေးဆုံတွေကခုနကလည်းကျွန်တော်သတင်းမီဒီယာတွေကိုကျွန်တော်ပြပီးခဲ့တာလည်းရှိမှာပါเนาะဒါကကျွန်တော်မြန်မာနိုင်ငံသားတွေကသူတို့လက်ရှိတက်ဆိုင်ရာတရုတ်တွေထွက်ပြေးသွားတဲ့အတွက်ဟိုအလုပ်တွေ깟တွေအဲဟိုမရှိလာတာဖြစ်တဲ့အတွက်တချို့အလုပ်ကရှိတဲ့လူကဈေးရောင်းတဲ့လူတွေကဈေးဆိုင်ဖွင့်ထားရင်တော့နေခဲ့မှာပေါ့ဟိုတယ်ရှိတဲ့လူဟိုတယ်ဖွင့်ထားတော့နေခဲ့ပါပေါ့ကျန်လည်းမရှိတဲ့လူကတော့ မြန်မာနိုင်ငံမမပြည်ပွားတရုတ်တွေပဲပြန်နေကြတာဒီလက်ရှိကင်မရာပေါ်မှာရှိနေတဲ့အရာတွေကလည်းအဲအဲ့တော့ကျွန်တော်တို့တရုတ်တွေကိုကျွန်တော်ပို့ဆောင်ခြင်းလုံးဝမရှိပါဘူး